ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာကျွန်တော်တို့ဟာ လူအများစိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုကို ပြောပြသွားမှာပါအဲ့ဒါကတော့ YouTube ကနေဘလို့ဝင်ငွေရှာနိုင်လဲဆိုတာပါပဲ YouTube ဟာဗီဒီယိုတွေကြည့်ုံနဲ့မကဘူးကိုယ်တိုင်ဗီဒီယိုဖန်တီးပြီးငွေရှာလို့ရတဲ့နေရာတစ်ခုဆိုတာသင်သိပါသလားစိတ်ဝင်စားသွားပြီဆိုရင်ဆက်ကြည့်လိုက်ရအောင် YouTube ကနေဝင်ငွေရှာတဲ့အဓိကနီးလန်းတစ်ခုကတော့ကြော်ညာတွေကနေပါ YouTube ရဲ့ Partner Program မှာပါဝင်ပြီးတင်းရဲ့ Video တွေမှာကြော်ညာတွေထည့်သွင်းခြင်းအဖြစ်ဝင်ငွေရှာနိုင်ပါတယ်။ဒါပေမဲ့ဒီလိုဝင်ငွေရှာဖို့အတွက်သင်ဟာ YouTube ရဲ့သတ်မှတ်ချက်တချို့နဲ့ကိုက်ညီဖို့လိုပါတယ်။အနည်းဆုံး Subscriber 1000ရှိရမယ်။နောက်ပြီးလွန်ခဲ့တဲ့12လအတွင်းမှာကြည့်ရှုခြင်း Watch Hours အနည်းဆုံး4000ရှိရပါမယ်။ဒါအပြင် YouTube ရဲ့မူဝါဒတွေကိုလည်းလိုက်နာဖို့လိုအပ်ပါတယ်။ နောက်ဆုံးအနေနဲ့ Google Chrome စကောင်းတစ်ခုလိုအပ်ပါတယ်။ဒီအကောင့်နဲ့တင်းရဲ့ YouTube Channel ကိုချိတ်ဆက်ပြီးမှကြော်ညာဝင်ငွေတွေကိုရရှိမှာပါ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့နည်းလမ်းတစ်ခုကတော့ Channel Membership ပါ။တဲ့ရဲ့ပရိသတ်ကိုအထူးခွင့်ရေးတွေပေးပြီးလစဉ်ကြေးကောက်ခံခြင်းဖြင့်လည်းဝင်ငွေရှာနိုင်ပါတယ်။ဥပမာအားဖြင့်တီးတန့်ဗီဒီယိုတွေဓာတ်ရိုက်ထုတ်လွှင့်မှုတွေစိတ်ကြအီမိုဂျီတွေနဲ့တခြားအထူးခံစားခွင့်တွေကိုပေးနိုင်ပါတယ်။ တဲ့မှာအပေးထောက်ခံတဲ့ပရိသတ်အများပြားရှိရင်ဒီနီးလန်းကအရန်ကောင်းပါတယ်တကယ်လို့တင်ဟာတိုက်ရိုက်ထုတ်လွှင့်မှုတွေ live streams ဒါမှမဟုတ် premier video တွေပြသလေးရှိရဆိုရင် super chat နဲ့ super stickers တွေကလည်းတင်အတွက် ဝင်ငွေရရှိစေနိုင်ပါတယ် တင်းရဲ့ပရိသတ်ကသူတို့ရဲ့ message ကိုတခြားသူတွေထက်ပိုထင်ရှားအောင်ဒါမှမဟုတ်သူတို့နှစ်သက်တဲ့ကာတွန်းရုပ်ပုံတွေကို ပြသခြင်းတဲ့အခါငွေပေးပြီးဝယ်ယူကြပါတယ်။ဒါကတင်းအတွက်တိုက်ရိုက်ဝင်ငွေရရှိစေတဲ့နည်းလမ်းတစ်ခုပါပဲ။တင်းမှာကိုပိုင် brand တစ်ခုရှိနေပြီလား။ ဒါဆိုရင် merchant and shelf ကတင်းအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲတင်းရဲ့ channel နဲ့ဆိုင်တဲ့ t-shirt engine quest တွေကစားတဲ့ကုန်ပစ္စည်းတွေကိုတင်းရဲ့ youtube video တွေအောက်မှာပြသပြီးရောင်းချနိုင်ပါတယ် youtube ကတချို့သောကုန်ပစ္စည်း platform တွေနဲ့ချိတ်ဆက်ထားတာကြောင့်တင်းရဲ့ကိုယ်ပိုင်ဒီဇိုင်းတွေကိုဖန်တီးပြီး youtube ကနေတိုက်ရိုက်ရောင်းချနိုင်ပါတယ် YouTube Premium ကိုဝယ်ယူထားတဲ့သူတွေကတင်းရဲ့ဗီဒီယိုတွေကို ကြော်ညာမပါပဲကြည့်ရှုတဲ့အခါ YouTube Premium ရဲ့ဝင်ငွေအချို့ကိုတင်ရရှိမှာပါဆိုလိုတာကတင်းရဲ့ဗီဒီယိုတွေကိုကြည့်ရှုသူတွေဟာ YouTube Premium သုံးဆွဲသူတွေဆိုရင်ကြော်ညာကနေတိုက်ရိုက်ဝင်ငွေမရပေမဲ့ YouTube Premium ရဲ့စုစုပေါင်းဝင်ငွေတွေကနေတင်းရဲ့ကြည့်ရှုမှုအပေါ်မူတည်ပြီးခွဲဝေရရှိမှာပါ နောက်ဆုံးအနေနဲ့တကယ်လို့တင့်မှာပရိသတ်အတော်တန်ရှိလာပြီဆိုရင် brand sponsorships နဲ့ affiliate marketing တွေကလည်းဝင်ငွေရှာဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေကတစ်ခုဖြစ်လာနိုင်ပါတယ်။ company တွေကသူတို့ရဲ့ထုတ်ကုန်ဒါမှမဟုတ်ဝန်ဆောင်မှုတွေကိုတင့်ရဲ့ပရိသတ်စီရောက်အောင်ကြော်ညာပေးဖို့တင့်ကိုငှားရမ်းနိုင်ပါတယ်။ affiliate marketing မှာတော့တင့်ရဲ့ဗီဒီယိုအောက်မှာထည့်ထားတဲ့ link ကနေတဆင့်ဝယ်ယူခဲ့ရင်တင်ဝင်ငွေရရှိမှာပါ။ ဒါတွေကတော့ YouTube ကနေဝင်ငွေရှာနိုင်တဲ့နည်းလမ်းမျိုးမျိုးပါပဲ YouTube ကနေဝင်ငွေရှာဖို့ဆိုတာအချိန်နဲ့စူးစမ်းအားထုတ်မှုလိုအပ်ပေမဲ့စိတ်ရှိရှိနဲ့လှုပ်ဆောင်သွားမယ်ဆိုရင်တင်လဲအောင်မြင်တဲ့ YouTuber တယောက်ဖြစ်လာနိုင်မှာပါဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် Channel ကို Subscribe လုပ်ထားဖို့လည်းမမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြမယ်